အန်ဖီဆိုတာကလေးကစားကွင်းမှာမနေ့ကရှင်မြန်ကစားခဲ့တယ်လီဗာပူးနဲ့မန်ယူရဲ့ပွဲမှာလီဗာပူးကအင်ကွင်းအန်ဖီမှာနေမန်ယူရှုံးနေပြီးတော့ပြိုင်ပွဲစုံ၄ပွဲစတိုက်ရှုံးနေခဲ့ရတယ်လို့သိရပါတယ်ဒီဘက်မှာလီဗာပူးက4-5-1ကစားကွက်နဲ့အီဇက်ကိုရှေ့တန်းတင်ကစားပြီးတော့အေဂီဒီကီနဲ့ဗက်စ်ကိုအနားပေးခဲ့ပါတယ်မန်ယူကတော့3-4-3ကစားကွက်နဲ့ကိုညောင်အထောင်ထားပြီးရှက်ကိုအနားပေးထားခဲ့တာပါပွဲစားရနဲ့မကြခင်မှာပဲအန်ပွဲမိုးကမန်ယူအတွက်အပွင့်ကိုသွင်းယူပြီးတော့ဥဆောင်ခဲ့ပါတယ် အဲ့ဒီကိုရပြီးတော့မိုင်ဘက်ကဂိုးသွင်းခွင့်တိတ်မရတော့ပေမဲ့လဘောက်ဘက်ကကပိုးရဲ့ဂိုးသွင်းခွင့်တစ်ချိန်ကိုလည်းအတုံးမချနိုင်ခဲ့ပါဘူးပထမပိုင်းပြီးမှမိုင်ယွန်ကတကိုးတာနဲ့ဥဆောင်နေခဲ့တာပါဒုတိယပိုင်းမှာတော့လဘောက်ဘူးကခြေစွမ်းမပြနိုင်တဲ့ကွင်းလင်းနဲ့တိုက်စစ်နေရာတွေကိုလူစားလဲပြီးတော့ခြေပါကိုရဖို့တကြိုးစားလာခဲ့ပါတယ်ခဏကြာမှာတော့ပွဲချိန်88မိနစ်မှာတော့ကပိုးကလဘောက်ဘူးအတွက်ခြေပါကိုသွင်းယူနိုင်ခဲ့ပါတယ်ဒါမဲ့ပွဲပြီးကနေ88မိနစ်မှာမဂဝိုင်းယားကမိုင်ယွန်အတွက်ခေါင်းတိုက်ပြီးတော့နိုင်ကိုသွင်းယူလိုက်တာအကြောင်းမလို့လဘောက်ဘူးတို့နင်းနာခဲ့ရပါတယ် ကပူရဲ့ခေါင်းတိုက်ချက်ကဂိုးဝင်ခဲ့တာကတော့လေဘာဘူးအတွက်တကယ်ကိုနာကျင်စရာပါ။နောက်ဆုံးမှာတော့ဘသူမှဂိုးထပ်မသွင်းနိုင်မင်းနဲ့မန်ယူက1-2ဆိုတဲ့ရလနဲ့နိုင်ရရှိသွားခဲ့ပါတယ်။ဒီပွဲရလကြောင့်မလို့လေဘာဘူးတို့ပြိုင်ပွဲစုံ၄ပွဲစတိုက်ရှုံးနိမ့်ခဲ့ရသလိုမန်ယူကတော့နေပြအမိုရင်လက်ထက်မှာပရီးမီးယားလိနှစ်ပွဲစတိုက်အနိုင်ရတဲ့မှတ်တမ်းကိုရယူနိုင်ခဲ့ပါတယ်။